အားလုံးပဲမင်္ဂလာပါ eFootball Player EK ရဲ့ Facebook page YouTube နဲ့ Twitter account တွေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ခီးသွားနေတာ ਨੇ nominating contract player တွေအကြောင်းအရောကျွန်တော်လည်းမပြောပြပြသေးဘူးအဲ့တော့ကျွန်တော်အချိန်ကြီးလဲရှားတုံးလေးလဲပြီးတော့စောကြည့်ထားတယ်ကစားသမား6ရောင်လုံးပေါ့ nominating contract box ကတော့ကျွန်တော် club international cup selection ဆိုတဲ့ player 6ရောင်လုံးကိုကျွန်တော်ကိုယ်တိုင်စောကြည့်ထားတဲ့ review video လေးနဲ့အတူ တည်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ဒူဆက်လက်ကြည့်ရှုအားပေးကြပါအောင်ပါကလပ်အင်တာနေရှင်နယ်ကပ်ဆယ်လက်ရှင်မှာပါဝင်လာတဲ့ကစားသမား6ယောက်ကိုတော့ကျွန်တော်ပွဲစဉ်တွေမှာ ဘယ်လို formation နဲ့စွန့်ကြည့်ကြလဲဆိုရင်တော့ကျွန်တော်အမြဲတမ်းစွန့်နေကြ formation တစ်ခုဖြစ်တဲ့4222ဆိုရယ် formation နဲ့ပဲကျွန်တော်စွန့်ကြည့်ထားရဖြစ်ပါတယ်။အမင်းနေ control box မှာပါဝင်လာတဲ့ left back နဲ့ right back clear နောက်ကတော့ကျွန်တော်ဒါ LS Tellian နဲ့ RB player တယောက်ပဲကျွန်တော်ပြီးသွားရင်ကွင်းလက်မှာတော့ကျွန်တော် Milenkovic Savic နဲ့ကျွန်တော် Varela နဲ့ကိုတွဲထားပါတယ်။ကျွန်တော်ပြီးသွားရင် AMF မှာတော့ကျွန်တော်သုံးနေကြကစားသမားနေရာကိုထည့်ထားပြီးတော့တိုက်စစ်နေရာမှာ မန်စီးတီးအသင်းရဲ့တိုက်စစ်ပလေးယာဖြစ်တဲ့အိုမာမာမုရှ်နဲ့ဂရီစမန်ကိုကျွန်တော်တွဲပြီးတော့ဆော့ထားတာဖြစ်ပါတယ်။ခုနောက်ပိုင်းလာသမျှ nominated contract box တွေကတော့ကျွန်တော်တို့ player to player ကင်ရတဲ့အနေအထားမျိုးတွေမှာထည့်ပြီးတော့သုံးလို့မရတော့တဲ့အနေအထားမျိုးကစားသမားတွေတော်တော်များလာတာကိုတွေ့ရတယ်။ဒီ box မှာဆိုရင်လည်းအမ်ကျွန်တော်ပွဲကြီးစော့ကြည့်ဖြစ်တယ်ဒါပေမဲ့အမ် အကောင်းကြီးကိုရွေးပြောလို့ရမယ်ကစားသမားကိုမရှိသလောက်ရှားတယ်လို့ပြောလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ဆော်နီရဲ့ဂျာပလီယာတွေနဲ့ကျွန်တော်နဲ့လည်းသဘောထားချို့ချို့ကွဲလွဲနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့ nominating contract boss မှာပါဝင်လာတဲ့ကစားသမား6ယောက်ထဲကနေပြီးတော့ကျွန်တော်တို့ဘယ်ကစားသမားကိုလဲယူတင်လဲလို့ဆိုပြီးတော့ပြောရရင်တော့အာ five star တွေ inspire မဖြစ်သေးတဲ့ player တွေအတွက်ကတော့ဒီ boss ကို skip လိုက်ရင်ကျွန်တော်အနေနဲ့ ကောင်းနေလို့တော့မြင်ပါတယ်မလိုအပ်ရင်တော့လဲမလဲတာပို့စင်ပြပါတယ်နောက်တစ်ပေါက်ကိုစောက်ကြည့်တော့အကယ်၍5 star ကုံတော့မယ်ဆိုရင် player တွေအတွက်ကတော့ရင်းရော့ကောင်းနေတာမဟုတ်ပေမဲ့ပုံမှန်အနေထားတစ်ခုမှာတုံးလို့ရတဲ့ Man City ကစားသမား Oma Mamouche ကတော့မဆိုးဘူးအင်္ဂလိပ်မှာဆော့ရတဲ့အနေထားလေးကောင်းနေလို့ပြောလို့ရပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ဒါ Griezmann ပေါ့ Griezmann ကတော့ကျွန်တော်တို့ ပြင်းထန်ဖက်ဝယ်ထားတဲ့ကစားသမားတွေရှိမှာတော့ဒါ Griezmann ခက်တိုက်ကပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်တို့ဒီ nominee နဲ့ contract box မှာပါဝင်လာတဲ့ Griezmann ခက်တိုက်ကတော့ flourishing mind တချို့တချို့နည်းနည်းလေးကောင်းတယ်လို့ဆိုမယ် speed ပိုင်းအရာတော့တော်တော်လေးကို ပြောစရာဖြစ်တယ်ဒီ game မှာဆော့ရတာအဲဘယ်လိုပြောရမလဲတော်တော်လေးကိုလေးတဲ့အနေအထားမျိုးမှာရှိတယ်ပေါ့ဗျာကွင်းလယ်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့နောက်ထပ်တတိယဦးစားပေးအနေနဲ့ပြောရလို့ရှိရင်ကျွန်တော်တို့ ဘီလန်ကိုဗစ်ဆာဗစ်ကတော့မဆိုးဘူးလို့ပြောလို့ရတဲ့အနေအထားမျိုးမှာရှိတယ်။ပြောရရင်လည်းတအားကြီးကောင်းတဲ့အနေအထားမျိုးမှာတော့ရှိမနေပါဘူး။ Box to box player ဖြစ်တဲ့အတွက်တော့ Queen နဲ့မှာလိုအပ်တဲ့နေရာလေးတွေတော့ထုံးစံတိုင်းလိုက်ပြီးတော့ဖြည့်ပြီးဆိုရယ်။ဒါပေမဲ့ KK မိုင်းလေးတွေကတော့တခါတလေကြရင်နည်းနည်းလေးလွဲတက်တဲ့အနေအထားမျိုးမှာတော့ရှိပါတယ်။ DMF player နဲ့ right back player ကတော့ကျွန်တော်စောကြည့်ရတဲ့လောက်အဲတော်တော်လေးကိုသဘောမတူရတဲ့နေရာမှာတော့ပါပါတယ်။ ပုံမှန်အနီးထားအရာ လောက်ကတော့၃လို့ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ left back မှာ ပေါဝင်လာတဲ့ Alice Dale ကတော့ crossing my lady might တယ်။နောက်တန်းနေပြီးတော့ tight safety လိုအပ်လို့ရှိရင်တောင်မန်လေးတွေမှာဖြည့်ပြီးတော့ဆော့ပေးတယ်။တောင်မန်ဖြစ်တင်မိုးလေးတွေတော့တော်တော်လေးကိုကောင်းပါတယ်။ Alice Dale ရဲ့ကျွန်တော်တို့ဖြစ်တင်မိုးလေးတွေကတော့မစိုးတော်တော်လေးသဘောကျတယ်။ဒီလုံလေးမှာဆိုလို့ရှိရင်လည်းဒါ Griezmann ကို fishing ကောင်းကောင်းလေးနဲ့ဖြစ်တင်ပြီးလိုက်တဲ့ ဘောလုံးလေးကနေပြီးတော့လဲကျွန်တော်ဂူလူကူရှာခဲ့တာလည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်စောကြည့်ရတဲ့လောက်ဒီကစားသမား6ယောက်ထဲမှာ နောက်ဆုံးမဖြစ်မနေလဲယူရမယ်အနေထားမျိုးမှာရှိနေတယ်ဆိုရယ်ပလေယာတွေတော့ကတော့မန်စီးတီးကစားသမားအိုမာမာမော့ရှ်ဒုတိယတယောက်အနေနဲ့ကတော့ကျွန်တော်တို့ဒါမီလန်ကိုဗစ်ဆာဗစ်ကိုဝင်ယူပါဒါမှမဟုတ်လဲဂရီစမန်မရှိတဲ့ပလေယာတွေတော့ကတော့ဂရီစမန်ကိုယူပါပြီးတော့ရင်တော့ အဲကျွန်တော်ဒါဆိုကစားသမား၃ယောက်ရှိပါပြီနောက်တက်တယောက်ကတော့ကျွန်တော်ဒါ left back က LSD လို့တော့ကျွန်တော်သဘောကျပါတယ် five star inspire မဖြစ်သေးတဲ့ player တွေအတွက်ကတော့ကျွန်တော်အရှိမပြောခဲ့သလိုပဲကျွန်တော်တို့ knock the box ကိုပဲစောင့်ကြည့်ပြီးတော့လူလဲလိုက်တာပေါ့ပါမယ်ကျွန်တော်ခုပြောပြပေးခဲ့တဲ့ကစားသမား6ယောက်လုံးရဲ့ in-game video အခြေအနေကတော့ကျွန်တော်ကိုယ်တိုင်စောင့်ကြည့်ထားတဲ့ကျွန်တော်ရဲ့တဦးတယောက်ထဲရဲ့အတွေ့အကြုံနဲ့ အမြင်ကိုပဲပြောပြပေးထားတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုဆုံးဒီကြည့်ရှုအားပေးကြတဲ့ပလီယာညီကိုတယောက်စီတိုင်းအောင်ကျေးဇူးတင်ပါတယ်ဗျာ